ညီကိုအားလုံးပဲမင်္ဂလာပါညီကိုဆိုတော့ချက်စီတင်ကတော့ဒါလက်စတာစီးတီးအသင်းကိုခက်ခက်ခဲခဲပဲကစားသွားရတယ်ပေါ့နော်ခက်ခက်ခဲခဲကစားပြီးတော့ပဲသုံးမှတ်ရသွားတယ်နောက်ခံလူကူကူရဲလာရဲ့ဒါ winning luck ပေါ့နော်သူရဲ့သူနဲ့ပတ်သက်တိုင်းချက်စီးတင်ကနောက်ပိုင်းမှာသူကချက်စီးတင်အတွက်ကူကူရဲလာကမထင်မှတ်တဲ့ weapon ပေါ့ လက်နက်တစ်ခုဖြစ်လာတယ်။ Gurella ရဲ့အကောင်းဆုံးကံချက်ကနေပြီးတော့ Chelsea တင်းကဒါအနိုင်ရရှိသွားတာပါ။ကျွန်တော်တို့ Marcus Alonso လိုမျိုးပြန်ပြီးတော့သတိရသွားတယ်နော်။တစ်ချိန်တော့ Marcus Alonso ကလည်းအဲ့လိုမျိုးပဲ Chelsea အသင်းအတွက်လိုအပ်တဲ့အချိန်တွေမှာဒါရရင်ရသလိုအဲ့လိုနေရာပေးလို့ကတော့ Alonso ကလှည့်ကြည့်ကြရမလို့ဖုံးနေပဲ။အခုလေ Gurella ပေါ့ Spain နေ Spain နေက Chelsea အသင်းအတွက်အကျိုးပြုပါတယ်။ ျွန်တော်တကယ်ပြောတာပါကျွန်တော်လက်ရှိစပိန်နီးပြားတွေဂျာမနီနီးပြားတွေကျွန်တော်သဘောကျတယ်အီတလီကတိတ်ထွက်မလာဘူးဆိုင်မွန်အင်ဇာဂီကတော့မဆိုးဘူးပေါ့နော်ဒီမာရက်စကာဆိုတဲ့ပုဂ္ဂိုလ်ကတော့မျောလင့်ခဲ့သေးတယ်ဒါပေမဲ့ဒီနေ့ပွဲကြီးတဲ့အခါမှာဘာသာတွေ့ရကစားသမားတွေကသူတို့ရဲ့ position တွေမဟုတ်တော့ဘူးပြ out of position တွေဖြစ်အန်ဂူဂူဘယ်မှာသွားထားတာမျိုး network အထောင်နေရာရောက်နေတာမျိုးဒါတော့မှ network ကတော်တော်လှုပ်ကစားတာနော်တော်တော်လေးလှုပ်ကစားပြီးတော့ နောက်တစ်ခုကပါမားပေါ့ပါမားနဲ့ပတ်သက်လို့ကျွန်တော်ရှေ့မှာတော်တော်လေးဝေဖန်ခဲ့တာရှိအဲ့တော့အဓိကကျွန်တော်ဝေဖန်ခဲ့တာကအတင်းကောင်းမှုပါပါမားကိုလည်းကျွန်တော်မုန်းလို့မပေါ့ပါမားချယ်ဆီအတင်းအတွက်တော်တော်လေးအရေးကြီးရယ်လေပြောရမယ်ဆိုရင်ချယ်ဆီအတင်းအတွက် extraordinary player ပဲဒါပေမဲ့ငါမငါလုံးမရမယ်မင်းတို့အတင်းကိုငါကကဲတင်နေတာဆိုတော့ပုံစံနဲ့အဲ့ဒီ site နဲ့တော့လာလို့လို့မရဘူးဒါကတခြားအတင်းမဟုတ်ဘူး Chelsea ပြ Chelsea ဆိုတာက ူ့ရဲ့အရေးအောက်ကိုခိုးတဲ့သူတွေကပဲသူ့ကိုပေးဆက်ကြတယ်။ဒီအရေးအောက်မှာလာခိုးပြီးတော့ငါကယ်တင်မှမင်းတို့ကလွတ်မြောက်မယ်ဆိုတော့ပုံစံကြီးရတော့အဲ့အဲ့ပုံစံတော့လာလို့လို့မရအောင်လေ။ပါမားမှာပြဿနာတော့ကျွန်တော်လက်ရှိမှာဝေဖန်ခဲ့တယ်။သူ့ရဲ့ဒီတငယ်ချင်းညီချင်းညီနဲ့ပတ်သက်ပြီးတော့သူကသူ့နဲ့ပဲတွေ့ကစားကြတယ်။အဲ့လိုဖြစ်အောင်လုပ်ခဲ့တာလဲမာရစ်ကပဲ။ယာဒီအစားကလည်းကျွန်တော်ဒီအကြောင်းတွေကိုပြောတယ်မမှတ်မိတဲ့ညီကိုတွေမှတ်မိမယ်။ကျွန်တော်ပြောတယ် ပါမားနဲ့ဂျက်ဆန်နဲ့တွဲတယ်လို့ပါမားနဲ့အန်ဂူကိုလည်းတွဲဖဲလစ်နဲ့ဂျက်ဆန်နဲ့ကိုလည်းတွဲအတွဲတွေကိုအဲ့လိုတိုက်အထူးသဖြင့်တခြားနေရာတွေကမသိတာဘူးတခြားနေရာတွေကစိတ်ဝမ်းကွဲတာမသိရအောင်အဲ့စိတ်ဝမ်းကွဲတာသိရတာကအတွဲနှစ်တွဲပေါ့အန်ဂူကဖဲလစ်နဲ့နက်တူအတွဲရဲ့ဂျက်ဆန်မာဒရီကီပါမားအတွဲအဲ့အတွဲကနှစ်တွဲကပြိုင်ကြတာဗျနက်တူနဲ့ပါမားအစပိုင်းမှာတွေကအဆင်မပြေဘူးဒါပေမဲ့လက်ရှိ Chelsea အသင်းရဲ့လက်ရှိ form အရာ နက်တိုကအရန်အရေးကြီးတဲ့နေရာရောက်သွားပြီဆယ်စီတင်ရဲ့မရှိမဖြစ် main player နက်တိုပြန်ဖြစ်လာပါမရဲ့ခြေသွမ်းမရထိုးဆင်းသွားတယ်အဓိကလူတင်ရင်နှစ်ယောက်မပါတော့မပါတော့သူဟိုးနှစ်ယောက်နဲ့သူတွဲမဆော့ချင်နက်တိုရဲ့အန်ဂွန်ကူရဲ့ဖဲလစ်ကတော့အသင်းမှာမရှိတော့အတွဲမဆော့ချင်နဲ့ဇလန်းနေဖြစ်လာတဲ့အခါမှာပထမသူအန်ဂွန်ကူနဲ့အဆင်မပြေတော့အန်ဂွန်ကူကိုတနေရာပါမတနေရာဘယ်နဲ့ညာခွဲပလိုက်တဲ့နီးပြနောက်အဲ့လိုခွဲုံနဲ့မရဘူး အလဲပို့ပြန်တော့လည်းအဆင်မပြေဘူးနောက်ကနေတူနဲ့ပါအခြေဆက်မမိဘူးယူနိဘောမှာဆိုရင်အန်ဆိုဖာနန်ဒက်စ်ကပြေးပြေးဝင်သွားတဲ့နှစ်ခါဒုတိယပိုင်းမှာပေါ့အန်ဆိုဖာနန်ဒက်စ်ဆို तू မပေးဘူး तू ကဒုက္ခရောက်သွားပြီဗျပါမဒုက္ခရောက်သွားပြီအဲ့လိုဖြစ်အောင်လုပ်ခဲ့တာမာရက်စ်ကလုပ်ခဲ့တာပြီးတော့ तू ကိုယ်တိုင်ရဲ့ mindset ကလည်းအားနေချက်ရှိပါမရဲ့ mindset ကလည်းအဲ့လိုမျိုးပေါ့နော်ငါဒီအသင်းမှာငါ god ပဲလို့ तू ခံယူလိုက်တာမနေ့ကလေးကငါမင်းတို့ကဲတင်တာဒီနေ့မှာမင်းတို့မရှိရင်ငါမရှိရင်မင်းတို့မရောက်စေအချိုးမျိုး तू ချိုးနေတာ ါပေမဲ့လက်ရှိချိန်မှာတော့အဲ့ဒါတွေအားလုံးကသူလဲသူဟာသူပြန်ပြီးတော့ပြရားဝင်သွားပြီဆိုတော့ကျွန်တော်ကပါမောက်အရန်ဖြစ်စေခြင်းနဲ့အရန်ကောင်းစေခြင်းပါမားသည်တကယ်သာ mentality အမှန်နဲ့စိတ်ပိုင်းဆိုင်ရာအကောင်းစားနဲ့ကစားမယ်ဆိုရင်အများကြီးကမ္ဘာအဆင့်ထိရောက်နိုင်တဲ့ကစားသမား Champion League တွေလည်းသူအများကြီးကံအမှာသူ့ရဲ့ mentality လေးကိုပြင်ပြီးတော့ကျွန်တော်တို့ဒါကိုကိုကိုဘယ်လိုပြောရမလဲဟိုအောက်ကျတဲ့ကစားသမားတွေရှိရပြ Eden Hazard Hazard ဆိုလို့ရှိရင်ပုံမှန်ပဲ အသင်းကိုလာတဲ့သူတွေကိုသူ့ကိုယ်သူ God လို့ပုံစံမျိုးလဲသူမနေဘူးဟာလာကျွန်တော်အသင်းမှာလဲ legendary player တယောက်ဖြစ်သွားတယ်အောင်မြင်သွားတယ် champion league မရတာလားလွယ်လို့ premier league လဲသူရခဲ့တယ်သူ့ကိုပဲအသင်းကမိခိုးခဲ့ရတာပဲအခု Palmer ကို Chelsea မိခိုးရဆိုတာဘာလဲဗျာ Hazard ကို Chelsea မိခိုးခဲ့ရတော့ကစုပ်တဲ့သင်းလုံးစုပ်ပြတဲ့သူတယောက်တည်းကောင်းနေတာဒါပေမဲ့အဲ့လိုကောင်းတဲ့ Hazard ကငါလုတ်ပေးမှမင်းတို့ရမယ်ဆိုတော့အချုံဘယ်တော့မှမချိုးခဲ့ဘူး။တဘောကျွန်တော်တို့ပါမောက်ကောင်းစီချင်။ကောင်းစီချင်တော့သူ့ mindset ကိုပြင်လိုက်မယ်ဆိုရင် ။ तू ပြန်ကောင်းလာလေ။ပုံလူနဲ့မတွေ့ချင်းဒီလူနဲ့မတွေ့ချင်းကိုကိုကူ तू God တဆူလို့ပြော။ तू လုံမယ်ဆိုလို့ရှင်ရတော့ယေရှေယဒါမျိုးတွေကြုံတွေ့ရလေ။နော်။ဆိုတော့အိုးကျွန်တော်ပါမောက်ပြန်ကောင်းနေကြတယ်ပါမအတယောက်လုံးဝမရှိလို့လည်းမဖြစ်ပြန်အဲပါမအနေနဲ့အဆဆရရပြန်ကောင်းလာဖို့အခုအသင်းမှာရှိနေတဲ့ netto angungu ဟာ enzo သူတို့တုံးရောင်းနေသူအဆင်ပြေဖို့လိုတယ်ဘာကြောင့်လဲဆိုတော့အခုက ုံးယောက်မှာအငုံကိုဖယ်လိုက်မယ်ဆိုရင်နက်တိုဆိုနေတော့ဗျာခေါင်းမှာသွေးထွက်တဲ့အထိသွေးရစီးကြအဲ့ဒါကိုပြန်ပတိပြန်ပတ်အင်းကြီးမပေးကစားမတယောက်ကသွေးတားထွက်လာပြီဒါကစားမမမဟုတ်ကျွန်တော်တို့သွေးထွက်များလာတယ်တဘောကျွန်တော်တို့သွေးပိုင်လှူထားတယ်ဆိုလို့ရှိရင်လမ်းတော့မဆောင်နိုင်အဲ့နေဆိုရင်သူကပြေးလဲပြေးနေရတယ်ဒီသွေးကလည်းကြာနေတယ်နီးပြားလည်းမလဲဘူးလဲလို့ကလည်းမရအောင်နက်တိုကအုံနဲ့ကျွန်တော်ပြောခဲ့သလိုမင်းဖြစ်နေတာအဲ့ဒါယူသူကစားနေတာ လိုင်းလိုင်းတော့သူပွဲပိတ်ခရာကိုသူမှုတ်တော့သူစောင့်နေတယ်နေတူကတော်တော်သနာပါတယ်။နောက်သူကွင်းထဲမှာပြစ်လဲသွားတယ်။ဆိုတော့ mentality အမှန်ကချဲစီမှာကျွန်တော်လက်ရှိမြင်တာနေတူရဲ့အပွဲလုံးပုံစံကိုကျွန်တော်အရန်ကြိုက်။သူခြေစွမ်းပြတာဖြစ်ဖြစ်မပြတာဖြစ်ဖြစ်သူတကယ်ကစားတာဗျာ။သူဖောက်လို့မရတဲ့ပွဲကသူတကယ်ဖောက်လို့မရဘူး။အန်ကွန်ကူရိုဆိုရင်ဒါရှိုးတယ်။သေချာမစော့ဘူး။ဘယ်ကျန်းပို့ထားလို့သေချာမကစားခြင်း။ဆိုတော့ဒီနေ့ချဲစီတင်းမှာ တွေ့ရတဲ့ကစားသမား၄ယောက်ရဲ့ mentality ကကြောက်စရာကြီးမာကူကူရဲလာမွိုက်ဆက်စကိုက်ဆီတို့အန်ဇိုဖာနန်ဒက်စ်နဲ့ပက်ဒရိုနက်တိုအဲ့ဒီ Chelsea ခု Chelsea တဲ့ကစားသမားတွေကနီးပြောက်တစ္ဆာဖောက်တာတွေပဲမရှိဘူးအမှန်ကန်ကန်လာအဲ့ဒီ၄ယောက်လိုမျိုး mentality ပါမမှရသွားတဲ့အချိန်ပါမတကယ် god ပါမဖြစ်သွားတယ်သူအင်္ဂလန်သားဆိုတော့ထုံးစံနဲ့စိုက်ပြီးတယ်စိတ်ပိုင်းဆိုင်ရာပြင်ရမယ်ငါဆရာကြီးဆိုတဲ့စိတ်ကိုသူဖြောင်းအောင်အတင်းနဲ့ chemistry မိအောင်သူစူးစမ်းရမယ် အခုဆိုရင်သူလည်းဒါတော်တော်စဉ်းစားနေပြီငါဘလို့မျိုးခြေစမ်းတက်အောင်လုပ်ရအောင်တေချာသူတန်ချင်းနှစ်ယောက်က April B အထိပြန်လာနိုင်သေးဘူးကျွန်တော်ပြောမယ်ဥထိပ်မှာမာတွေကြီးပြန်လာရင်ရောညီကိုတို့ကဟာလာ netto ကိုခောက်မှာလားဆန်ချိုကိုခောက်မှာဒီနေ့ပွဲဆိုဆန်ချိုတော်တော်ကောင်းတယ်ပထမ penalty ဆိုဆန်ချိုကြောင်းရတာပထမပိုင်းတစ်ပိုင်းလုံးမှာဆန်ချိုကိုအဲ့ဒီ Leicester တင်းရဲ့ဘယ်ဂျန်ခရစ်စတီယန်ဆန်ရောနောက်ဟိုလူငယ်လေးသူတို့တက်ရောက်ကစားတယ်ဒီနေ့သူရောမနိုင်ဘူးနှစ်ယောက်စလုံးမနိုင်ဘူး ကျွန်တော် line up လေးကိုတစ်ချက်ပြန်ကြည့်လိုက်မယ်နော်အဲ့ညာဒီဒီဒီဘက်ကဘဲဘက်က Christiansen Thomas ကိုအင်အောင်တော့ Sancho မနိုင်ဘူး Sancho ကြောင့်ပဲ penalty ရတယ်ပေါ့လက်ရှိ Chelsea မှာ Sancho Neto Jackson ပြန်လာရင် Jackson Palmer ပေါ့အဲ့တော့တော့ဖြတ်လို့မရအောင်အဲ့မှာငါတကယ်ချင်းမာဒွေကေးဆိုပြီးတွတ်လို့လို့မရအောင် Neto ဘလို့မှကျွန်တော်တို့က line out လို့မရအောင်ဆိုတော့သူခဲလာကြည့်ပါလားဟာဒါဆိုလို့ရှိရင်တော့ Palmer ကိုသူဘလို့မျိုး င်္ဂလန်အသင်းအတွက်သူလုံးမလဲတော့မသိဘူးလောလောဆယ်ပါမိုင်ရဲ့အချက်လက်တွေတအားဆိုးနေတယ်နောက်ဆုံး9ပွဲပွဲမှာ goal contribution 0ဖြစ်သွားပြီသွင်းကိုလည်းမရှိဘူး assist လည်းမရှိဘူးဘာမှမရှိတော့ကျသွားဒုတိယပိုင်းမှာဆိုတအားပြတ်တာဗျကျွန်တော်တွေ့တာတော့နောက်ဆုံး၄ပွဲလောက်မှာတော်တော်ပြတ်နေပြီဆောင်းတဲ့နယ်ပွဲမှာလည်းသူရှိရဘလုံးနေပြတ်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကိုပင်ဟင်ကင်ပထမအကြောပြတ်တယ်အခုဒီဘက်မှာတော်တော်ပြတ်တာပြတ်တယ်ဆိုခတ်တာဒီမှာရာအိုဖီလစ်ကိုသူတို့ကကျွန်တော်ရာအိုဖီလစ်ကိုမထုတ်စီခြင်းနဲ့ကိစ္စတွေအဲ့ဒါလေးပါ အသင်းရဲ့ squad တက်တောင်းတင်းမှုရော Felix ရှိတုန်းကကျွန်တော်ပါမပို့ပြီးတော့ရလက်ကောင်းခဲ့တယ်ပို့ပြီးစူးစမ်းကစားတယ်သူ့နေရာကို Felix ဝင်မယ်ဆိုတာသူသိတော့သူ့ရဲ့စူးစမ်းခြင်းစိတ်ကအမြင့်ဆုံးမှာရှိအခုကျတော့ Felix AC Milan ရောက်တော့တော့ဘာဖြစ်သွားလဲဆိုတော့ဒီနေရာကဘယ်သူမှမရှိတော့ငါပဲငါခန့်ခန့်ကြီးပဲကွာဆိုတော့ငါနဲ့ငါမှမကန်ရီကောင်းတယ်ဘယ်ကောင်းတော့တော့မှာ Juice Barry ဟောတော့တော့မှာလားဆိုတော့ပုံစံရှိတယ်ဗျအဲ့မှာသူကတစ်ဖက်ကလည်းဝင်လဲပြီးသွားတယ်ပရက်ရှာလဲပြီးသွားတယ်တစ်ဖက်ကလည်း ဒီလိုမျိုးသူ့ရဲ့စူးစမ်းခြင်းစိတ်ပေါ့နော်အဲ့ဒါလေးပါအကုန်ပျောက်သွားနောက်ဆုံးသူဘာလုပ်ရမလဲမသိတော့ပြီးတော့တလားနဲ့တနာပါဘယ်သူနဲ့ဘယ်သူ तू လုတ်ခဲတဲ့ဟာတွေကြောင့်အသင်းသားတွေကသူ့နဲ့မတွေ့တော့အခုနကျွန်တော်ပြောရဲသွန်းအောင်ကတသက်တအုပ်စုနက်တိုတို့ဒီအခုနနက်တိုရဲ့အန်ကွန်ကူရဲ့အန်ဇိုရဲ့တသက်တအုပ်စုသူတယောက်တည်းတသက်တအုပ်စုသူဘယ်သူနဲ့တွေ့အောင်လိုက်ရှာနေကျွန်တော်ပါပါတော့ဒါအောင်ရှော့ကျွန်တော်ကြည့်ရမှာကျွန်တော်ကြည့် तू ဘာလုပ်မလဲပေါ့ညာနေ तू ဘယ်ရောက်သွားလဲဟိုဘက်ကအသင်းပေါ်နေလိုက်တွဲဖို့ तू စူးစမ်းတယ်အခု तू လိုက်တွဲဖို့စူးစမ်းတယ်ပေါ့နော်ဒါပေမဲ့အဆင်မပြေတော့ဘူး ူကြံတယောက်လည်းပြန်ပြင်အဟိုနှစ်ယောက်တစ်တလုံးသူ့နာမှာဟိုနှစ်ယောက်ကရှိနေမှာမဟုတ်ဘူးဗျာကျွန်တော်ပြောချင်တာနောက်ထပ် striker အစ်စ်တွေလာမယ်နောက်ထပ် winger အစ်စ်တွေလာမယ်အဲ့ဒီ winger ရဲ့ striker ရင်းလည်းသူအဆင်ပြေအောင်ကစားအောင်ပဲအင်္ဂလန်မှာလည်းအဲ့လိုပဲလေအင်္ဂလန်မှာ Thomas Tuchel ကအယောက်60ရွေးထားတယ်လေအင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကို player အယောက်60စကားတင်ရွေးထားတယ်အဲ့ဒီအယောက်60လုံးနဲ့သူအဆင်ပြေအောင်သူနေရမှာကျွန်တော်ပြောရမယ်ဆိုရင် tactical flexibility ပေါ့နော် နီးစနစ်ပိုင်းပြောင်းလဲပြင်လဲရအောင် तू တွဲကစားမှာပဲရက်တိုးတဲ့မှာ तू တွဲကစားရမှာဒီ mindset ကို तू အနေနဲ့ပြင်လိုက်မယ်ဆိုလို့ရှိရင်တော့ तू က god ပါမဖြစ်သွားလိမ့်မယ်ပြန်လာလိမ့်မယ်ကျွန်တော်ထင်ပါတယ်ပါမပြန်တော့ပြန်လာမှာပါမနှစ်ကဒီလိုချိန်မှာပါမမှာအရန်ကောင်းတဲ့ချက်ချက်ရှိတရားဒီလုံးအတိုင်းတမှာ तू ကြမသွားဘူးချိုးစားမှာရရာဒီဘက်မှာပထမပထမရာဒီအစားတိုင်းကောင်းပြီးတော့အလဲတော့မပျောက်သွားပြီးနောက်ပြန်ကောင်းတာမျိုးတချို့ကနောက်ပိုင်းမကောင်းမဲနဲ့အလဲနဲ့ရှေ့မှာကောင်းတာမျိုးပါမအလိုမဟုတ်ဘူးမနှစ်ကတရားဒီလုံးမှာ तू ကခြေစွန်းတသက်မထဲကောင်းခဲ့တယ် ယာဒီနှောင်းမှန်းလीသူကောင်းတယ်မနစ်ကနဲ့ဒီနှစ်မှာဒီနှစ်က stamina နဲ့နဲ့ကြာသွားမနစ်ကပိုဆယ်ယူနိုလက်ထက်မှာပါမပူကောင်းတယ်နောက်ဆုံးချိန်ကြီးဂျုံးတယ်ပြောပထမဆုံးနှစ်မလို့လားမသိဘူးပြီးတော့သူဒီလောက်ကြီးမမီခိုးတဲ့အပေါ်မှာမနစ်ကတည်းကပါမ FC နာမည်ထွက်ပေမဲ့တကယ်တမ်းကျတော့ပိုဆယ်ယူနိုရဲ့အသင်ကပါမောက်မှာအရင်မမီခိုးထားဘူးတချို့ပါမမပါတဲ့ပွဲတွေမှာနိုင်ပွဲရတာရှိမာရစကားကျတော့အဲ့လိုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပါမနဲ့ပတ်သက်လို့ကောင်းစီကျွန်တော်တို့ကျွန်တော်တို့ပြောတာပါပါမောက်ကကျွန်တော်တို့အများကြီးမျှော်လင့်ထားတယ်ငယ်လဲငယ်သေးတယ်ရုပ်စွာအဆုံး ဘာမှခြေစွမ်းပြန်ကောင်းလာမယ်ဆိုဘာမှအတွက်ကျွန်တော်တို့ပြန်ရမယ်ပတ်စံပေါင်သက်200ကျော်200ပတ်ချာလေးလောက်ရှိဆိုတော့သူမကြခင်ပြန်ကောင်းလာလိမ့်မယ်လို့ပြောလဲမှာဟုတ်ရပါညီကိုဒီနေ့ပွဲကစားသွားတဲ့အနေထားရအန်ဇိုမာရက်စကာအကြောင်းကိုလည်းကျွန်တော်တို့ဝေဖန်မှုလိုပါတယ်ကျွန်တော်တို့ဘာနီးစနစ်ပိုင်းမှာအားတာမှုမတွေ့ခဲ့ရဘူးဘာမဟာဘီဘာမှမတွေ့ရဘူးသူ့ရဲ့ငကိုပုံစံနဲ့ပျောက်သွားတယ်ငကိုပုံစံပျောက်သွားတာကိုကျွန်တော်တို့ကအဓိက key player ဖြစ်တဲ့သူ့ရဲ့တိုက်စစ်ပိုင်းကနီကိုလက်စ်ဂျက်ဆန်ကိုမပါလို့ဆိုတဲ့ဟာကိုကျွန်တော်တို့နားလည်ပြီးလို့ရတယ် သို့တော်များလည်းပဲဒီဘယ်လိုပြောရမလဲလက်စတာအသင်းများလက်စတာဆိုတော့နောက်ဆုံး12ပွဲမှာ7ပွဲတော့ရှုံးတယ်တပွဲနဲ့ကံသမားပွဲတိုင်းရှုံးတယ်ဗျာပြီးတော့ကျွန်တော်ပွဲရှုံးမှလည်းပြောသွားတယ်နစ်စတာရိုင်းရဲ့လက်စတာဘာမှလုပ်လို့မရအောင်စုပ်ပြတ်သားလို့တကယ်လည်းဆိုချယ်ဆီတင်းရဲ့နောက်တန်းဒီနေ့ခဏလေးခဏလေးပဲဖော်ဖာနာပြန်ပါလာတော့အတိုင်းတာတကူတည်းညာချမ်းပြန်ငြိမ်သွားတယ်ဂူစတိုရုထက်ဆိုင်ဖော်ဖာနာ right back ကစားတာကျွန်တော်ကြိုက် ်ဖော်ဖာနာကိုကျွန်တော်အထိုင်းအနေနဲ့မှသွားထိုင်အောင်မကြိုက် RCB အနေနဲ့တော့အောင်ခံစစ်မှာဖော်ဖာနာတိုးစင်ကိုဝဲဆိုရင်မစိုးဘူးဒါပေမဲ့အဲ့ဒီတိုးစင်နဲ့ကိုဝဲကတိုက်စိတ်မချရအောင်ဆန်းချက်ဆိုတော့အဲ့ဒီအာဆနယ်ပွဲကြရင်လည်းတီတာဘော့ချယ်ဆီကဂိုးပေးရအောင်တိုးတော်များလည်းပဲဖော်ဖာနာပါလာတဲ့အပေါ်မှာချယ်ဆီတဲ့ခံစစ်ကအတိုင်းတာတကူဒီပြန်ကောင်းလာငြိမ့်နေစိတ်ချရတဲ့ပုံစံနဲ့လေးပြန်တက်လာဖော်ဖာနာရဲ့ဒါတက်ရအောင်ပေါ့နော် အလင်မှာတော့ကျွန်တော်တို့အန်ဆိုတအားကောင်းနေဗျာတအားကစားတာပါချယ်ဆီအဲ့ပေါင်တန်း120နဲ့ခေါ်ထားတဲ့နှစ်ယောက်စလုံးကဂျင်းမဟုတ်ဘူးသူတို့ပူပေးလိုက်တဲ့ပေါင်တန်း120ကများကောင်းများလိမ့်မယ်ဥမာပုံမှန်ထက်ပေါင်တန်း40လောက်များနေတာမျိုးပေါ့ဗျာဒါမဲ့အခုချိန်မှာအဲ့ပေါင်တန်း120ရဲ့နှစ်ယောက်140တန်နေဗျာဘာလို့လဲဆိုတော့အဲ့ဒီနှစ်ယောက်ရဲ့တကယ်တော့ဒါလီဒီဒီနီးပြကြအောင်နော်အဲ့ဒီနှစ်ယောက်ကိုတခြားကမ္ဘာအဆင့်နီးပြရဲကရင်ဒီထက်မကဂျွန်းပြန်သွားလိမ့် ကိုက်စီရိုအန်ဆိုတော်တော်ကစားရတာသမားတော်တော်ကောင်းလားကိုက်စီရိုဆိုလို့ရှိရင်တပွဲလုံးတိုင်းတာကြမသွားဘူးပေါ့အန်ဆိုရဲ့ဒီကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာလေတကယ်ကိုလေးစားစရာတပွဲလုံးအမောပန်းစူးစားကစားတာပေါ့အာညနီနာသားကြီးပဲတခုတော့ရှိရစိတ်စိတ်တက်ပိုင်းဆွတ်တော့လို့မရအောင်ဒါကြောင့်လည်းသူတို့ကဘာပလာရသွားတာပေါ့နော်အဲ့ရှေ့ရှေ့မှာနေစန်ချိုကောင်းနေအန်ဂူဂူနဲ့ပါမကျွန်တော်မကြိုက်ဘူးဒီနေ့ကစားတာပါမမကြိုက်ဘူးပါမမကြိုက်ဆိုပယ်နယ်တီကြောင့်မဟုတ်ပါဘယ်နယ်တီကတော့ဖြစ်လိဖြစ်တာရှိတယ် တော်တို့နားလဲပြေးတယ်ပါမနဲ့အန်ကွန်ကိုပြက်တယ်နက်တူကောင်းတယ်ပေါ့ဆိုတော့တစ်ဖက်ကအသင်ကအရန်အားနေဒီနီးပြလောက်ကအကုန်ပျောက်သွားပြီအာဆင်နယ်အသင်းနေနေလဲဒီပွဲဦးလောက်ဆိုတာမန်ယူအသင်းနဲ့ဆက်တူနိုင်မှာကစားဖို့ရှိတယ်ကန်နေပြီပေါ့နော်ဒါပြင်ချယ်ဆီနဲ့ဆုံအောင်မှာတေချာပေါ့တို့ဒီပွဲပြန်ကြည့်မယ်ချယ်ဆီအသင်းမှာလောက်စီရအကွက်ကဒါပဲရှိတော့အရန်မှာလဲကစားသမားအင်ကအရန်နေတယ်ဒီပေါ်မှာအာဆင်နယ်အနေနဲ့အမ်ရိတ်မှာတော့ချယ်ဆီအသင်းကိုကန်ရတာလွယ်သွားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်လာမယ့်အာဆန်နယ်ရဲ့ပွဲကတိတ်တော့မလွယ်ပါဘူးဟုတ်ရပါညီကိုညီကိုဘယ်လိုပဲဖြစ်ဖြစ်လက်ရှိမှာတော့ဒါ table standing အရာအနည်းကဆိုးပြိုင်မဲ့ဖြစ်တဲ့ဒါဘုံမောက်ကလည်းအစောဘက်မှာနှစ်ကိုးနိုင်နေရနေပြီးတော့ draw ဖြစ်သွားတယ် Chelsea တဲ့ကဒီနေ့နိုင်တဲ့နေထားကြောင့် top four spot တွေပြန်ဝင်လာတယ် Manchester City တဲ့နှစ်မှတ်အသာ Brighton ထက်သုံးမှတ်အသာ Aston Villa ထက်လေးမှတ်ဘုံမောက်ထက်ငါးမှတ်အသာရထားတာကိုတွေ့ရတယ်ဒါအပြင်ကျွန်တော်အဆင့်3 Forest နဲ့နှစ်မှတ်အကွာမှာရှိနေပါတယ် ဆိုတော့ Chelsea အသင်းအနေနဲ့လာမယ့် Emirates Arsenal နဲ့ပွဲမှာအနိုင်ဆုံးတရေတမှတ်လောက်ကန်နိုင်တော့မဆိုးဘူးလို့ကျွန်တော်တို့မြင်နေ Arsenal ပွဲကိုဒါတရေ Arsenal နိုင်မှုဆိုတော့မဖြစ်နိုင်ပါဘူးမနိုင်ပါဘူးအဲ့တော့ Arsenal တရေလောက်ကန်သွားနိုင်မယ်ဆိုလို့ရှိရင်တော့အများကြီးမောင်းနှင်ချက်တွေပြန်ရှိလာမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ live ကိုလောင်းနေရလိုက်ပါတယ်မနေ့ဖြန်မှာနောက်ထပ်ကျွန်တော်တို့ Chelsea အသင်းရဲ့အကြောင်းအရာတွေပြောဖို့အားကစားကလောင်ရှင်တွေကိုဖိတ်ခေါ်ဖို့ရှိပါတယ်မကြိုက်ခင်မှာညီကိုနဲ့ပြန်ဆောင်တော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးမနှုတ်ဆက်လိုက်ပါတယ် I don't along with you.